စစ်ကော်မရှင်ကပြည်သူများတပိတ်မောက်မှုကိုတံပြန်ရင်ရည်ရွယ်၍နိုင်ငံရေးကျင်းကြခဲ့ပူးသည့်နမေကျော်များကိုရွေးကောက်ပွဲဝါဒဖြင့်ရုတ်တံတွင်ထုတ်သုံးကတနိုင်ငံလုံးအတိုင်းအတာဖြင့်စစ်ကော်မရှင်လက်အောက်မှအမှုပညာရှင်များကိုဝိုင်းကော်ခြင်းအရှိန်မြင့်လာခြင်းတွင်စစ်ကော်မရှင်ကနိုင်ငံရေးပုံမှန်များဖြင့်အကျဉ်းချခံရပူးသည့်အမှုပညာရှင်များဖြင့်ရိုက်ကူးထားသည့်ရွေးကောက်ပွဲဝါဒဖြင့်ရုတ်တံများကိုပါထုတ်လွှင့်လျက်ရှိသည့်စစ်ကော်မရှင်သည်ရင်းတို့အာနာသိန်းတီကိုစန့်ကျင်၍နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုကဲ့ သူပုံမှန်များဖြင့်ထောင်ချခဲ့သည့်အမှုပညာရှင်များကိုပါရွေးကောက်ပွဲတွင်ပါဝင်တင်ကြောင်းဝါရဖြင့်ရုပ်တံများတွင်ရိုက်ကူးစေခြင်းဖြင့်ပြည်သူလူထုကြားတွင် အားကောင်းနေသည့်တပိတ်မောက်ချင်းလုပ်ငန်းရှင်များကိုနှောက်နှေးစေရန်လှုံ့ဆော်လာသည်။ယမန်နှင့်နိုဝင်ဘာ17ရက်နေ့ညပိုင်းကထုံလွှင့်ခဲ့သည့်ရွေးကောက်ပွဲအတူအတွက်ဝါရဖြင့်ရုပ်တံတွင်ပြည်တီဦးအင်ဒရာကျော်စင် တင်စာဝင်းကျော်ဖွေးဖွေးဆိုင်းဆိုင်းခန်းလိုင်းဝုံမုံရွှေရီတဲစုငင်းရွန်းဝူဒီလွင်မိုးရွှေမုံရတီ ထွန်းအိမ်တော်ဘူးခိုင်တင်းကြီးအလင်းရောင်ထွန်းထွန်းအောင်ရဲလင်းစသည့်နမေကျော်အမှုပညာရှင်များအပါအဝင်မင်းသားမင်းသမီးအများအပြားပါဝင်ခဲ့ပြီးရွေးကောက်ပွဲကိုမဲပေးရန်ပြောဆိုခဲ့ကြသည်ဒီအပေါ်မှာပြောရရင်စစ်တပ်ဖိအားပေးလို့ရိုက်ရတယ်ဆိုတဲ့ကိစ္စကို အရင်ပြောရမယ်ပေါ့ စစ်တပ်ကဖမ်းမဆီးမမို့လို့ရိုက်ရတယ်ဆိုတဲ့ပုံစံဖြစ်အောင်စစ်တပ်ကပဲဖန်တီးထားတယ်ဆိုတာမြင်ကြဖို့လိုတယ်စစ်တပ်ကဖိအားမပေးပဲရိုက်ချင်လို့ကိုသူညာရိုက်ပေးတဲ့သူတွေလည်းရှိနေမှာပဲဆိုတော့ BC စရာရှိတာဆက်ပြီး BC ဆက်လုပ်မယ်တရုတ်ဆောင်နေတို့နေဝင်မြင့်မြတ်အေဂျင့်မောင်ချူလေးမေမြင့်မို့လို့ပါဝင်သည့်စစ်ကော်မရှင်၏ခေတ္တမိုင်းကိုဒုံဆိုင်မိသူများအမီရရွေးကောက်ပွဲဝါရဖြန့်ဇလန်းကြောင့်ပြည်သူများအကြား BC ပြုလုပ်ခြင်းများအရှိန်မြင့်တက်ခဲ့ပြီးအမှုပညာရှင်အများအပြား အားထိနာခဲ့ရကမြန်မာနိုင်ငံသားအများပြားရှိနေသည့်ထိုင်းနိုင်ငံအတွင်းတွင်ပင်အင်းတို့နှင့် ပတ်သက်ဆက်နွယ်သည့်အမှုပညာလုပ်ငန်းအများပြားရပ်တန့်ခဲ့ရ